မန္တလေးမြို့ကငလျင်တန်တဲ့အဆောက်အုံပြင်ဆင်ဖို့ပယံနဲ့အလက်သမားလှုပ်သားရှားပါနေတယ်လို့မြို့ခံတွေကပြောပါတယ်။မန္တလေးမြို့မှာငလျင်ဘေးတဲ့အဆောက်အုံတွေကိုပြင်ဆင်မှုတွေစတင်ပြုလုပ်လာချိန်ပြင်ရမယ့်အဆောက်အုံနဲ့ပယံလက်သမားအင်အားမလောက်ငါပဲလှုပ်သားရှားပါနေတယ်လို့မြို့ခံတွေကပြောပါတယ်။အလုပ်သမားကဘယ်မှကိုမရတော့စောက်ရအောင်ပဲပြောတယ်လို့အဆောက်အုံပြင်ဖို့စောင့်နေတဲ့မြို့ခံတူကပြောပါတယ်။ပယံလက်သမား၅ရန်းကတွေနှစ်ဆောက်ခန့်မြင့်တက်နေတာတော့ ငားလို့မရတာလို့မြို့ခံတွေကဆိုပါတယ်။နှဆဘေဘီခေါ်ရတာဒါကိုဟိုဘက်ဆိုင်ကလည်းမပြတ်သေးလို့ခဏသွားပြရအောင်မဲဆိုလို့ပြန်ရက်ထားရတယ်လို့ချမ်းမြတာစီမြို့နယ်ကအိမ်ပြင်းနေတဲ့အမျိုးသားတဦးကပြောပါတယ်။ပြိုတဲ့အဆောက်အအုံများတာကြောင့်အပြင်တဒတ်ဦး၊သခိုင်း၊မင်းကွန်းဘတ်တွေကပယံလက်သမားတွေဟာစုကောင်စီတပ်ရဲ့စစ်မှုတွေအထမဖမ်းဆီးမှုတွေကြောင့်မန္တလေးမြို့ပေါ်မလာရဲတော့လို့လုံသားအင်အားနှဲပါသွားရတာလဲပါဝင်တယ်လို့မန္တလေးမြို့ခံတွေကပြောပါတယ်။ မန္တလေးမှာငလျင်ကြီးလှောက်ခတ်ပြီးတာ၃လကျော်ခဲ့ပေမဲ့ဒီကနေ့အထိအပြက်အစည်းတွေကိုပြည်သူတွေကိုယ်တိုင်ကိုထူကိုထရှင်းလင်းနေရပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမစတင်နိုင်သေးဘူးလို့သိရပါတယ်ရှင်